အဆွေးလန်းချင်းဆိုတဲ့အထင်းမှာဘာဆက်ပြီးတော့မှလာနေတယ်လေဆိုတော့အဲ့ဒီဆွေးလန်းချင်းဆိုတဲ့နောက်ကွင်မှာအဲ့ဒီအတိတ်ပင်လေးကပြန်အခြေချတဲ့ဟာကဘာလဲဆိုတော့အတွေးစိတ်အာယုံဆိုတဲ့ကိုပြန်ပြတော့မှအတိတ်ပင်ရှိလာတယ်အဲ့ဒီအထင်းမှာဆွေးလန်းချင်းဆိုတဲ့နေရာမှာကျွန်တော်ကကျွန်တော်လူသားတွေကမြေကြီးသားဖြစ်တဲ့အတွက်ကြောင့်မြေကြီးရာကိုဆွေးလန်းတတ်တယ်လို့ ဖျားခင်ကတိတော်ကြောင့်ကျွန်တော်ကိုမြေကြီးမှာရှိတော်ရာကိုဆွေးလန်းတော်စိတ်မရှိဘို့ဆွေးလန်းခြင်းမရှိဘို့နှုတ်ပတ်တော်တွင်တင်နေတာဖြစ်တယ်။စိတ်ထဲမှာဘာကိုဘာရှိနေတယ်လဲ။နော်ဒီမှာနော်နံပါတ်1ကျွန်တော်အဲ့ဒီဆွေးလန်းခြင်းကိုသုံးခုနဲ့ပြောပြီနော်။နံပါတ်1ကဘာလဲစိတ်အတွေးအာယုံအဲ့ဒီအတိတ်ကိုပြန်ပြီးတော့မှသွားနေတာဖြစ်တယ်။ဆိုတော့အဲ့ဒီအတွက်ကြောင့်ကျွန်တော်ဒီ ဘုရားသခင်နဲ့ပတ်သက်လာတဲ့ဝိညာဉ်ရနဲ့ပတ်သက်လာတဲ့အရာကိုကျွန်တော်ရဲ့စိတ်ထဲမှာဘာကိုစဉ်းစားတွေးခေါ်နေတယ်လဲဆိုတာရေးကြည့်တယ်။နံပါတ်1မှာဘာလဲကိုယ့်ရဲ့အတွေးခေါ်ထဲမှာဘာတွေတွေးပြောမှာဘာတွေစဉ်းစားပြောမှာဘာတွေစဉ်းချနေတယ်လဲပြီးတော့မှဘာတွေကိုအာယုံပြုတ်နေတယ်လဲ နော်အာယုံပြုတ်ခြင်းဒီဟိုကျွန်တော်ရဲ့ဆွေးလန့်နေတဲ့တွေးတောနေတဲ့အရာကျွန်တော်ရဲ့စိတ်ထဲမှာရှိတဲ့အရာကျွန်တော်ရဲ့အာယုံပြုတ်နေတဲ့အရာကမြေကြီးပေါ်မှာရှိတဲ့အရာကိုဆွေးလန့်နေဖို့ဘုရားခင်အလိုတော်မရှိဘဲနဲ့ဒီတမန်ကျမ်းစာကအထက်အရာကိုဆွေးလန့်နေဖို့ဒီနေ့ကျွန်တော်ကိုပြောနေရခြင်းဖြစ်ပြီ